အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးမှာတော့ကိုယ့်ရဲ့ကွန်ပျူတာဖြစ်ဖြစ် laptop ဖြစ်ဖြစ်ကိုကဒီမှာ DPC ကိုကြည့်လိုက်လို့ data sheet တစ်ခက်တည်းရှိနေလဲဆိုရင်နောက်ထပ် data ဒီတစ်ခုကိုဘယ်လိုခွဲထုတ်ရမလဲဆိုတာကိုပြပပြမှာဖြစ်ပါတယ်ဟုတ်ပြီ data sheet တစ်ခက်တည်းရှိတာနဲ့ data D နဲ့ C ဆိုပြီးနှစ်ခုရှိတာနဲ့ဗျာပိုကောင်းတယ်လဲဆိုရင်ကြာ data C ရော D ရောနှစ်ခုလုံးရှိတာပိုကောင်းပါတယ်ဘာဖြစ်လို့လဲဆိုရင်ကြတော့ data C ဒီကိုယ့်ရဲ့ laptop ဖြစ်ဖြစ် Windows ဒီကွန်ပျူတာဖြစ်ဖြစ် အကုန်လုံးရဲ့ data file တွေအကုန်လုံးဒီ data sheet ထဲမှာအကျိုးသက်ရောက်မှုရှိနေတာဖြစ်ပါတယ်ဥပမာဆိုရင်ကိုက data တစ်ခု download ဆွဲလိုက်တာဖြစ်ဖြစ်ကိုလိုချင်တဲ့ file တွေဖြစ်ဖြစ် data sheet ထဲမှာလာတင်ခဲ့မိမယ်ဆိုရင် data sheet ဆိုတာက desktop ဆိုတာလေ data sheet ပဲဥပမာတနေရာမှာတင်ခဲ့မိမယ်ဆိုရင် data sheet တကယ့်တည်းရှိနေခဲ့ရဆိုရင် file တွေကအချိန်တန်လို့ကိုကဝင်လို့ပြတ်မယ်ဆိုရင်ဒီ file တွေပါရောပြီးတော့ဖြတ်လိုက်ရမယ်ခင်ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ data ဒီမှာတင်ခဲ့မယ်ဆိုရင်ကြတော့ကိုကွန်ပျူတာကပြတ်သွားတဲ့ error ဖြစ်သွားတယ်ဒါမှမဟုတ် crash ဖြစ်သွားတခု error ဖြစ်ခဲ့မယ်ဆိုရင်တော့မှာ data C ကိုဖြတ်ပြီးတော့ဝင်လို့တင်မယ်အဲ့ဒါဆိုရင် data D ဆိုတဲ့အပိုင်းကကျန်ခဲ့မှာဖြစ်ပါတယ်ဥပမာဆိုရင်ဒါက data ဆိုရဲ data C တခုလည်းရှိနေတယ်ဒီထဲမှာ file တွေအကုန်လုံးသိမ့်မယ်ကိုသိရင်လည်း data တွေအကုန်လုံးစေးထားမယ်ဆိုရင်ကြတော့ data C ကွန်ပျူတာကြီးပြတ်သွားတဲ့ခါကျရင်ဒီဟာတွေလည်းကိုသိမ့်တာတွေလည်းအကုန်လုံးပြတ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘာလုပ်လို့ရလဲဆိုရင် data D ဆိုတာလေးကိုထပ်ပြီးတော့ခွဲထုတ်လို့ရပါတယ် data C ကနေပြီးတော့ data D ကိုခွဲထုတ်လိုက်မယ်ဥပမာဆိုရင် data C မှာဆိုရင် data တွေများနေဆိုရင်အဲ့များနေတဲ့အပိုင်းလေးတွေကို ပိုင်းပြီးတော့ data D ဖြစ်ပိုင်းလိုက်မယ်။ဒါဆိုကိုသိရင်တဲ့ file တွေအကုန်လုံးကို data D ထဲမှာသိမ်းလိုက်မယ်။တစ်ချိန်မှာကိုယ့်ကွန်ပျူတာ error ဖြစ်သွားတဲ့ဆိုရင် data D ကိုဖြတ်ပြီးတော့ window ပြန်တင်လို့ရတယ်။ဒီချိန်မှာ data D ဆိုတာကတော့ကိုယ်သိမ်းတဲ့ file တွေအကုန်လုံးကကျန်နေခဲ့မဲ့အပိုင်းလေးဖြစ်ပါတယ်။ဒါကြောင့်မလို့ data D ရှိတာဒီပိုကောင်းပါတယ်။အဲ့တော့ data D လေးကိုဘယ်လိုခွဲထုတ်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြမှာဖြစ်ပါတယ်။ဒါဆိုရင် data D ဘယ်လိုခွဲမလဲဆိုရင်ကြတော့ window R ကိုခေါ်လိုက်ပါ။ပြီးပြီဆိုရင်ကြတော့ဒီနေရာမှာ diskmgnd.msc ဆိုပြီးတော့ဖြတ်ကမှာဖြစ်ပါတယ်။ဒါဆိုဒီပုံစံမျိုးလေးပါ diskmgnd.msc လို့ရိုက်မယ်ပြီးပြီဆိုရင် okay ပေးလိုက်မယ်။ဒါဆိုရင်လက်ရှိဒီပုံစံမျိုးလေးပေါ်လာပြီ။ဒါဆိုရင် disk management ရဲ့ screen ပေါ်လာပြီ။ဟုတ်ပြီဒါဆိုရင်ကျတော့ဒီမှာ data c ဆိုတဲ့နေရာလေးရှိတယ်။ဒါမှ c ဆိုတာလေးကခုန data c ကိုပြောတာဖြစ်ပါတယ်။ဒါဆိုရင်အခုကိုယ့်ရဲ့ data c ထဲမှာဆိုရင်ဒီမှာဆိုရင် git ဒီ data set တစ်ခုဆိုပြီးရှိတယ် property ဝင်ကြည့်လိုက်မယ်ဒီမှာဆိုရင် ့ရဲ့ capacity ရှိတယ်ဒီမှာဆိုရင်131ဆိုပြီးရှိနေတာဖြစ်ပါတယ်။အဲဆိုရင်131ဆိုတာဒီ 131G လို့ပြောတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကဘယ်လိုလုပ်မလဲဆိုရင်ကြတော့ဒီ131တဲ့ကနေမှ data D ကို G40 ပေးမယ်။အဲဆိုရင် G40 သာတော့ data D မှာတင်လို့ရမယ်။ကျန်တဲ့အပိုင်းက data C ဖြစ်ပြီ။အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ခုနက disk management screen နဲ့ပြန်ဝင်လိုက်မယ်။ဒီနေရာမှာ data C ကိုကျွန်တော်က G40 ယူမှာဖြစ်တယ်။အဲ့တော့ဒီကောင်ကို regular ထောက်မယ်။ဒီနေရာလေးမှာနှိပ်ကမဲ့ခလုတ်လေးစီ shrink ball လုံးဆိုတာလေးဖြစ်တယ်။အဲ့တော့ဒီကောင်လေးကို regular ထောက်ပြီးတော့ ဒီ shrimp ball လုံးစွာလေးကိုတစ်ချက် clip ပေးလိုက်မယ်။ဟုတ်ပြီဒါဆိုရင်ကြတော့ဒီနေရာလေးမှာဒီလိုလေး screen တစ်ခုထပ်ပေါ်လာပြီ။ဒီမှာဆိုရင်ကြတော့ကဏ္ဍနေရာဒီလိုလေးသူပြနေတယ်ကိုလိုချင်တာဒီ kg 40လိုချင်တာဖြစ်တယ်။အဲ့တော့ kg 40ဆိုရင်ဒီမှာဆို MB ဘောင်ဘယ်လောက်ထည့်ရမလဲဆိုရင်ဒါဆိုရင်40အမြောက်မဂါဘတ်ဘယ်လောက်ထည့်ရမလဲဆိုရင်1024ဖြစ်တယ်။ 1024နဲ့40နဲ့မျှမယ်ကိုလိုချင်တဲ့ကိ40နဲ့1024နဲ့မျှပေးလိုက်မယ်ဆိုရင်ဒီမှာ၄၃ည၆၃ညဆိုပြီးရတယ်အဲ့တော့ဒီညလေးမှာ၄၃ည၆၆ညထည့်ရမယ်ဒါဒီကိ40ကိုပြောတာဖြစ်တယ်၄၃ည၆၆ညပြီးပြီဆိုရင်ကျတော့ဒီမှာ shrink ကိုတစ်ချက် clip ပေးလိုက်မယ်ဒါဆိုရင်ဒီမှာကိ40ဆိုတဲ့အပိုင်းလေးကဒီဘက်ကိုထပ်ပြီးရောက်သွားပြီဒါဆိုရင်ဒီထည့်ရနေပြီးတော့ကိ40ဒီဘက်ကိုရောက်သွားပြီဒီချိန်မှာကျွန်တော်ခုနခေါ်ခဲ့တဲ့ data sheet ကိုတစ်ချက်သွားကြည့်လိုက်မယ် ဒီမှာဆိုရင် data C ပဲရှိသေးတယ်အခုလောက်လဲ data ဒီမှာ data drive ရဲ့မပေါ်သေးဘူးဘာလို့မပေါ်သေးလဲဆိုရင်ကတော့ဒီမှာဒီ allocated ပဲရှိသေးတယ်ကိုယ့်ရဲ့ကွန်ပျူတာကိုအကျိုးသက်ရောက်မှုမရှိသေးဘူး allocated ပဲရှိသေးတယ်အဲ့တော့ဒီကောင်ကိုဒီနေရာမှာ K40 ကို regulate ထားမယ်ဒီမှာဆိုရင် new symbol ဘောလုံးဆိုတာလေးလိုက်ပေးရမယ်ဒါဆိုရင် new symbol ဘောလုံးကို click ပေးလိုက်မယ်ဒါဆိုရင်ဒီမှာ next ပဲနှိပ်သွားမယ်ဒါဆိုဒီကောင်ကလည်း next ပဲနှိပ်လို့ရတယ် ဟုတ်ပြီဒီနေရာလေးမှာဆိုရင်ဒါလေးရရှိတယ်ဒီမှာဆိုဒီဒီလို့ပေါ်နေတယ် e လို့လည်းပေါ်နေတယ်ဒါတွေကတော့အခုဖြစ်မဲ့ကိုအခုခွဲလိုက်တဲ့ partition နောက်တစ်ပိုင်းကို page နဲ့နာမည်လေးကိုဒီမှာပေးလို့ရတယ်ကျွန်တော်ကတော့ data d အဖြစ်ပဲပေးချင်တော့ဒီမှာ d လို့ပဲနာမည်ထားလိုက်မယ်ပြီးဆိုရင် next ပဲနှိပ်သွားလိုက်မယ်ဒါဆိုဒီမှာလည်းဘာမှရွေးစရာမလိုဘူး next ကိုဆက်ပြီးနှိပ်သွားမယ်ဟုတ်ပြီဒါဆိုရင် finish ကိုနှိပ်လိုက်မယ်ဟုတ်ပြီဒီမှာ format တင်လို့သူပေါ်နေပြီအဲဒါဆိုရင် new ဆိုပြီးဒီမှာ column d လေးတက်လာတယ်ဒီမှာလည်း node လေးတစ်ခုဒီမှာလာပြသွားပြီအဲ့တော့ ဒီမှာတကယ်ရရမရဘူး Windows E ကိုတစ်ချက်ပြန်နှိပ်ကြည့်မယ်။ဒါဆိုရင် Windows E ကိုနှိပ်လိုက်မယ်။ဒီမှာ DPC လေးကိုတစ်ချက်ထောက်လိုက်မယ်။အော်ဒါဆိုရင်ဒီမှာ G40 သူတခြားပိုင်းနဲ့ပိုင်းနဲ့အပိုင်းနဲ့အရာတော့ဒီမှာ 36G 36.6G ဖြစ်သွားပြီ။ဒီမှာဆိုလည်းခုနက G100 ကျော်နေပြီးတော့ data C လေးမှာတော့80ကျော်ပဲကျန်ခဲ့တဲ့ data D ကိုဒီမှာ40ခွဲထုတ်ပြလိုက်တယ်။ဒါဆိုရင်ကိုသိန်းတဲ့ဖိုင်တွေအကုန်လုံးကိုတကယ် data D ထဲမှာသိမ်းမယ်ဆိုရင်ကျတော့စိတ်ချလက်ချသိမ်းလို့ရပါတယ်။ဒီခုလိုမျိုး Windows R နဲ့ RAM ပေါက်ကနေပြီးတော့ဒီမှာ ဒီ SKMGND ကိုခေါ်ပြီးသုံးနေဆိုတာလေဒါဒီ VIN feature ဖြစ်တဲ့အတွက် Windows VIN feature ဖြစ်တဲ့အဲ့တော့စိတ်ချလက်ချသုံးလို့ရတာဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးမှာ data ဒီလေးရပြီ data C လည်းရသွားပြီဒါဆိုရင်ကိုယ့်ကွန်ပျူတာမှာ Windows C တခုနဲ့ data C တခုလည်းရှိလို့နောက်ထပ်တခုခွဲထုတ်ခြင်းတဲ့လူတွေဒီနည်းလမ်းလေးကိုသုံးပြီးပြီးတော့ခွဲထုတ်လို့ရမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ